စစ်ကောင်စီကဝေရင်စစ်စင်ရေးကို အစစ်မြင့်တင်ခဲ့ကာအမင်ပေးစနစ်ကိုပါပြောင်းလဲပြီးနောက်နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုကိုမြန်မြန်နဲ့အရေးတွက်မြန်မြန်ပုံမူပြုလုပ်လာနိုင်တယ်လို့စီရီယန်စစ်သားတွေနဲ့တော်လန်ရေးအင်အားစုတွေကပြောပါတယ်လေကြောင်းတိုက်ခိုက်မှုပိုတိုးလုံနေတာကြောင့်နေစဉ်ရတားထိခိုက်သေးဆုံးနေရတယ်လို့လက်လွတ်ခဲ့တဲ့နယ်မြေတချို့လည်းဝေရင်ကိုအားပြုကာပြန်လဲထိန်းချုပ်ခဲ့ပါတယ် စစ်ကောင်စီရဲ့တံပြန်ထိုးစစ်နဲ့ဝေရင်စစ်ဆင်ရေးတွေကိုတံပြန်ဖို့ဒေါ်လာရင်းအင်အားစုတွေကြားစည်ရေးနိုင်ငံရေးအရာအစုစည်းနိုင်ဖို့လိုအပ်တယ်လို့နိုင်ငံရေးသုံးသက်သူတွေနဲ့ဒေါ်လာရင်းတက်တွေကပြောပါတယ်စစ်ကောင်စီအတွက်အ धिक အားတာချက်ဖြစ်တဲ့ဝေရင်စစ်ဆင်ရေးကိုအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီးတဲ့နောက်အရသာပြစ်မှတ်နဲ့စစ်မျက်နှာပြင်တွေမှာလေကြောင်းတိုက်ခိုက်မှုကိုအရေးအတွက်များများနဲ့မြန်မြန်ဆန်ဆန်အသုံးပြုလာနေတယ်လို့ဒေါ်လာရင်းအင်အားစုတွေကပြောပါတယ် ပါရာမော်တာဂျိုင်ရိုကော့ပရာဒရိုဂျက်ဖိုက်တာစတဲ့ဝယ်ရင်စစ်စင်ရေးနီလန်ပေါင်းစုံကိုအသုံးပြုခါတော်လန်ရစ်တပ်တွေထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုအဆက်မပြတ်ပုံကျဲနေလို့နေစဉ်အယတ္တထိခိုက်သေးဆုံးနေရပြီးစစ်ကောင်စီလက်လွတ်ခဲ့ရတဲ့နယ်မြေတချို့ကိုလည်းပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာတရက်မှာတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကို စစ်ကောင်စီတပ်ကပြန်လည်သိမ်းယူနိုင်ခဲ့ပြီးတီဘောမြို့ကိုဆက်ပြီးတော့ဒိုးစစ်ဆင်ဖို့စစ်ကောင်စီတပ်ကပြင်ဆင်နေပါတယ်1027စစ်စင်ရေးအတွင်း DNLA သိမ်းယူထားတဲ့နောင်ချိုနဲ့ကြောင်မဲကိုစစ်ကောင်စီတပ်ကဝေရင်စစ်စင်ရေးကိုအားပြုပြီးမြေပြင်တပ်သားအင်အားအလုံးရင်နဲ့စစ်ကြောင်းထိုးလာတာကြောင့်ပြန်လည်လက်လွတ်ခဲ့ရတာလို့ DNLA ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးက DVV ကိုပြောပါတယ် အရင်တော့ကဆိုရင် လေချောင်းကခက်စိတ်စိတ်ပါပဲပေါ့နော် သူတို့ဘက်ကအထင်နာမှဆိုတဲ့အချိန်မှာတုံးတာတွေ့ရပါတယ်ဒီတလောမှာကသူတို့ကထိုးစစ်ဆင်လုတ်ပြီးဆိုရင်နံပါတ်1ကသူတို့လေချောင်းကိုတုံးတာတွေ့ရတယ်ဝိုင်းတွဲတုန်းနဲ့တနာရီနှစ်နာရီကြာလာပြစ်တာမျိုးတွေရှိတယ် drone တွေပေါ့နော် drone တွေမှာအဆင့်မြင့်တာရှိတယ်ပြီးတော့အသေးခံ drone တွေတုံးတာလည်းတွေ့ရတယ်အစိမ့်ငွေတွေတုံးတာလည်းတွေ့ရတယ်အဲ့ဒါကတော့လက်နက်ခဲယံပိုင်းပေါ့ နောက်တစ်ခုက လူဝင်အားပါ လူသားအရင်းမြစ်မှာဆိုရင်စစ်ကောင်စီကနိုင်ငံတော်ကသူရှိနေတော့လူသားအရင်းမြစ်က သူတုံးနိုင်တဲ့အခြေအနေတွေ့ရပါတယ်လူသားအရင်းမြစ်ရောလက်နက်ခဲယံရောတာလွန်နေတာတွေ့ရပါတယ်စစ်ကောင်စီတပ်ကကြောင်မဲမြို့ကိုပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက် DNLA ထိန်းချုပ်ထားတဲ့တီဘောနံပါတ်2နမ်ဆန်မန်တုံစတဲ့မြို့တွေကိုလေကြောင်းကားနေဇက်တိုက်ပုံကျဲနေတာကြောင့် ကလေးအပါဝင်6ယောက်သေဆုံးပြီး10ယောက်ကျော်ထိခိုက်ခဲ့ပါတယ်။တိုင်းသားလက်နက်ကင်တပ်တွေထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုတိုက်လေရင်ရဟတ်ရင်တွေနဲ့နေ့စဉ်ဘုံကျဲနေပြီးစကိုင်းမကွေးမန္တလေးအညာမြေပြန့်ဒေသမှာလည်းကုန်ကြစရိတ်တသက်တသာနဲ့အရေးအတွက်များများဘုံကျဲနိုင်တဲ့ဘာရာမော်တာဂျိုင်းတို့ကော်ပရာတွေကိုစကောင်စီအသုံးများလာပါတယ်။စတင်ဘာလစောပိုင်းမှာနောက်မြောက်ပိုင်း ိုင်းစင်ဌာနချုပ်နာမခကိုဂျိုင်းတို့ကော်ပိုရာ၃စီရောက်လာပြီးတဲ့နောက်စကိုင်းမကွေမန္တလေးတိုင်းမှာဂျိုင်းတို့ကော်ပိုရာနဲ့နေစဉ်ဘုံကျဲနေတာကြောင့်အရသာထိခိုက်သေးဆုံးနေရတယ်လို့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။အညာမြေပြန့်ဒေသတွေမှာဒီကြောင့်တိုက်ခိုက်မှုအများဆုံးပြုလုပ်နေတဲ့ MI 35ရဟတ်ယာဉ်အစာစီစာနှုံနဲ့ကုန်ကြစရိတ်တက်တာတဲ့ဂျိုင်းတို့ကော်ပိုရာနဲ့အရသာတွေကို နေစဉ်ဘုံကျဲနေတယ်လို့ People the First ကမရာပြန်ကြားရေးတာဝန်ခံထုခန့်စောအမေတာက DV ကို ပြောပါတယ်။နာမခမှာတော့အခုက MI 35အစားကိုမှပါရာမော်တာနဲ့ဂျိုင်းတို့ကော်ပရာကိုပဲအသုံးပြုတိုက်ခိုက်နေတာ။သူတို့ကစီချွေတာတာလည်းပါမယ်ပေါ့။နောက်ပြီးတော့ပါရာမော်တာဆိုရင်လည်းတရက်ကို2စီ3စီပြန်တန်းပြီးတိုက်ခိုက်တယ်။နောက်ပြီးဂျိုင်းတို့ကော်ပရာဆိုရင်လည်း3စီတအုပ်ရောက်လာတယ်။အဲတခါတက်ရင်3စီလုံးတပြိုင်နက်တက်ပြီးတော့တိုက်ခိုက်တတ်တယ်။ တိုက်ပွဲဖြစ်ဖြစ်မဖြစ်ဖြစ်ဘာတာမော်တာဂျန်ဂရိုကော်ပိုရာဆိုတာက နေ့စဉ်နေ့တိုင်းနာမခါကနေပြန်တက်ပြီးတော့ဘုံကျတိုက်ခိုက်တက်ဖြစ်နေတာပေါ့အယတာပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပါဂျန်ဂရိုကော်ပိုရာဟာလေထဲမှာ၄နာရီကြာလောက်ပြန်တန်းနိုင်ပြီး235မိုင်ခန့်အကွာဝေးသွားနိုင်တာကြောင့်မုံရွာနာမခါကနေစကိုင်းတိုင်းတွင်းတာမကမကွေးတိုင်းမန္တလေးတိုင်းတဲကိုပါဝင်ကနေဘုံကျဲနေတယ်လို့ကာကွယ်ရေးတပ်တွေကပြောပါတယ် တိုင်းဒါလက်နက်ကင်တပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလေကြောင်းတိုက်ခတ်ရေးလေရင်တွေကိုပို့ပြီးအသုံးပြုနိုင်ဖို့အတွက်အများမြေပြတ်မှာတိုက်ခတ်ရေးလေရင်အစားအပျော်စီးစက်တက်လေရီပါရာမော်တာနဲ့သုရိတနာ3ရဟတ်ယာဉ်အမျိုးအစားဂျိုင်းဒိုကော်ပရာကိုအသုံးပြုလာတာလို့ဆိုပါတယ်စစ်ကောင်စီကလေကြောင်းတိုက်ခတ်ရေးအမိန်ပေးတဲ့စနစ်ကိုအပြောင်းလဲလုပ်ပြီးတဲ့နောက်အရင်ကထက်လေကြောင်းပစ်ကူကိုမြန်မြန်ဆန်ဆန်နဲ့အရေးအတွက်များများအသုံးပြုလာနိုင်ပြီး ဝင်ရင်ကစစ်စင်ရေးကိုလည်းအစင်းမြင့်တင်လာတယ်လို့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကပြီးခဲ့တဲ့မီလာထဲမှာထုတ်ပြန်ထားပါတယ်။အစောပိုင်းကလေကြောင်းပစ်ကူရဖို့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးဗဟုထီအစင်းစင်တင်ပြရပြီးဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကအမိန်ပေးဆုံးဖြတ်ရတာပါ။ဒါပေမဲ့ဒီနေ့အစောပိုင်းကစပြီးအရေးပေါ်လေကြောင်းပစ်ကူအတွက်မြေပြင် စစ်စင်ရစ်တက်မှုတက်မှမှုနဲ့တိုင်းမှုတွေမှာဓာတ်ရိုက်တောင်းခံနိုင်တဲ့အထိအမိတ်စည်းစင်းမှုကိုခြုံခဲ့တယ်လို့ MDSI ကဆိုပါတယ်စစ်ကောင်စီတပ်ကတိုင်းရင်းသားဒေသနဲ့အညာမြေပြတ်မှာပါဝင်းစစ်စင်ရေးမှာအသာစီးရဖို့မတူညီတဲ့နီလန်းပေါင်းစုံကိုအသုံးပြုလာတယ်လို့စီရန်ပိုကြီးစင်ယော်က DVB ကိုပြောပါတယ် စစ်တပ်ကမြေပြင်စစ်ပွဲတွေမှာနေရောင်းအလေးတာမှုဆိုတဲ့ဟာကိုပဲဒီဇိုင်းမမအသုံးချလာတာဖြစ်တဲ့အတွက်သူတို့အတွက်ပြောင်းပြန်ဆိုကြကလေးရင်မပါရင် အောက်ကအဖွဲ့တွေကစစ်မတိုက်တက်တော့ပါဘူးဟိုရင်တွင်တုံးကလေးရင်အကူတောင်းဖို့ဆိုတာဘူတယောက်တောင်းတောင်းလို့မရပါဘူးအခုခင်မာကပြည်သူစစ်ကပါတောင်းလာပါတယ်လေးရင်မလာရင်ကြမယ်မကြရင်တောင်းနာမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာပါတယ် ဲ့ဒီတော့အချိုင်းတို့ကော်ပိုရာတို့ပါရာမော်တာတို့ကိုတွင်တင်ကြဲကြဲတုံးလာပါတယ်။ဒါပြင် drone နဲ့ကင်းထောက်တာတွေ drone တိုက်ခိုက်မှုမှာလည်းစိုးမိုးလာအောင်အဓိကလေကြောင်းအလေးသာမှုဆိုတဲ့ဟာကိုမျိုးပေါင်းစုံနဲ့အားပြုလာတယ်လို့ပြောရပါမယ်။နိုင်ငံတော်အရှင်ကောင်းကောင်းနဲ့လေကြောင်းတိုက်ခိုက်နိုင်ဖို့လိုအပ်တဲ့ပုံသီးတွေကိုစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာတွေမှာထုတ်လုပ်နေပြီးတိုက်ခိုက်ရေးလေရင်ဆက်ဆက်ပစ္စည်းနဲ့လေရင်စီကို ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တရုတ်နဲ့ရုရှားနိုင်ငံတို့ကအဓိကကြောထောက်နောက်ခံပေးထားတာပါပြီးခဲ့တဲ့စက်တင်ဘာ22ရက်မှာလဲရုရှားနိုင်ငံကနေဝယ်ယူထားတဲ့ MiG-38 ရဟယင်3စင်းနေပြည်တော်လေတပ်ကိုရောက်ရှိလာခဲ့တယ်လို့အာဏာသိမ်းပြီးတဲ့နောက်ချက်တိုက်ခတ်ရေးလေရင်အနေနဲ့တရုတ်ကနေ FTC 2000G 6စင်းနဲ့ရုရှားကနေ SU-30 6ဆင်းစစ်ကောင်စီလက်ထက်ကဝယ်ယူအားဖြည့်ထားပါတယ်။အာဏာသိမ်းပြီးတဲ့နောက်မှာကချင်လွတ်လပ်ရေးတပ်မတော် KYA ကစစ်ကောင်စီရဲ့စစ်လေရင်5ဆင်းအထိပြစ်ချခဲ့တယ်လို့တခြားဒေါ်လာရင်အဖွဲ့တွေကလည်းစစ်လေရင်တွေပြစ်ချနိုင်တာတွေရှိပေမဲ့စစ်ကောင်စီရဲ့ဝယ်ယင်ကိုဟန်တားထားနိုင်တဲ့အခြေအနေမရှိသေးဘူးလို့ဆိုပါတယ်။ဒါပြင်စစ်ကောင်စီကအစင်းမြင့်ပြောင်းလဲလာတဲ့ဝယ်ယင်စစ်ဆင်ရေးနဲ့မြေပြင်ထိုးစစ်တွေကိုတံပြန်နိုင်ဖို့ဒေါ်လာရင်အားစုတွေကြားစည်ရင်းနိုင်ငံရေးစူးစိနိုင်ဖို့အရေးကြီးတယ်လို့ နိုင်ငံရေးနဲ့စီရေးသုံးသက်သူတွေက ပြောပါတယ်ဒါပေမဲ့တော်လိုင်းရင်အင်အားစုတွေဟာစစ်ကောင်စီကိုတိုက်ခိုက်တဲ့နေရာမှာတူညီကြပေမဲ့နိုင်ငံရေးရည်ရည်ချက်မတူညီတာကြောင့်နိုင်ငံရေးအရာစုဖွဲ့နိုင်ဖို့ခက်ခဲတယ်လို့ KYA သတင်းနဲ့ပြန်ကြားရေးဝန်ကြီးတာဝန်ခံဘုံမကြီးနော်ဘူးက TV ကိုပြောပါတယ်ကျွန်တော်မြင်တာကတော့ကျွန်တော်တို့ဒေါ်လာကြီးအဖွဲ့အစည်းတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့ယက်တိချက်မတူဘူးခံယူချက်တွေလည်းမတူဘူး တူတာကတော့စစ်ကော်မရှင်ကိုတိုက်တဲ့နေရာမှာကျွန်တော်တို့တူပါတယ်ဒါပေမဲ့စက်တီချက်တွေရီမှန်းချက်တွေကတော့တိတ်မတူကြဘူးဒါကြောင့်စစ်စီလုံးလုံးဖြစ်ဖို့ကတော့ခက်ခဲတွေရှိတယ်လို့မြင်ပါတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ29ရက်မှာကချင်ပြည်နယ်စတုံးမြို့ဈေးနေရာကိုလေကြောင်းနဲ့ပုံကျဲလို့ကလေးပါဝင်17ရောက်ခန့်တည်ဆုံခဲ့တဲ့ဖြစ်စဉ်ကစစ်ကောင်စီအနေနဲ့စစ်ရာဇဝတ်မှုကိုအလေးမထားတော့ဘဲရတပြင်းမှတ်တွေပို့ပြီးတိုက်ခိုက်လာတာလို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ် စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကိုဒီနေ့ထက်ပိုပြီးတိုးလှုပ်လာပြီးတော့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISP မြန်မာပြုစုထားတဲ့စာရင်းအရာနိုင်ငံတော်2025ခုနှစ်ဇန်နဝါရီလကနေစတင်ပါလထိ2615ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်ခဲ့ပြီးအရသား2000နီးပါတည်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။တရုတ်ပြည်ကလည်းအရှိန်ရော့သွားတဲ့ဒေါ်လာရင်းတက်တွေရဲ့ထိုးစစ်ကိုစစ်ကောင်စီတပ်ကဝေဟင်အပြောင်းလဲလုပ်ပြီး စစ်မှုထမ်းအင်အားဖြင့်တံပြန်ထိုးစစ်ဆင်ကာကချင်ရှမ်းမြောက်မန္တလေးအထက်ပိုင်းကရင်နီကရင်ပြည်နယ်ကစီရေးစီဝါရေးအတွက်ဗျူဟာရအရေးပါတဲ့နေရာတချို့ကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒေါ်လာရင်အင်အားစုတွေကြားစီရေးနိုင်ငံရေးအရာစုစည်းနိုင်မှုအားနည်းနေတဲ့အခြေအနေဟာစစ်ကောင်စီအတွက်အားတာချက်ဖြစ်နေပြီးဒေါ်လာရင်တက်တွေကြားနိုင်ငံရေးအရာစုဖွဲ့နိုင်ဖို့လက်ရှိအချိန်ထိခက်ခဲနေစေပဲလို့နိုင်ငံရေးအသုံးသက်သူတွေနဲ့ ဒေါ်လာရေးအင်အားစုတွေကပြောဆိုကြပါတယ်ခင်ဗျာဒါကတော့ DVB မှာဖော်ပြထားတဲ့ DVB ရဲ့လေလာသုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာ